လောကကြီးမှာတချို့ကိစ္စတွေက ကိုထင်လိုက်တဲ့အထင်နဲ့တကယ်ဖြစ်ရက်နဲ့တက်တဆင်အောင်လိုဝဲနေတာတွေရှိတတ်တယ်။အိုးတောင်တွင်းကြီးဆက်သွားဘက်မှာကဗျာဆရာကြီးမောင်စုချဆိုတာရှိတယ်။သူပြောပူတဲ့ဇာလံလေးတခု။သူ့မှာနေညဆက်ပြီးတော့တောင်းနေတဲ့အမှုသမားအတော့သမားအတိတယောက်ရှိတယ်တဲ့။ဒါကကြတော့အဲ့ဒီအမှုသမားရဲ့အိမ်ရှိကနေဖြတ်သွားတော့အိမ်ရှိမှာသူကငုတ်တို့လေးထိုင်နေတယ်။အမြဲတမ်းအရက်ပလင်းနဲ့တွဲပြီးတွေ့နေကြ။ ီတခါတော့မတော်မဆတွေ့ရတော့အံ့ဩသွားမိတာပေါ့လေအဲ့ဒါနဲ့ဟာကိုဘသူခမားအမေကြာသာမိုးချိုအရက်ဒီပါတီမတော်တော့ဘူးလားလို့မေးလိုက်တဲ့အခါဟိုအမှုသမားအတော်သမားညနေငယ်လေးနဲ့ပြန်ဖြေရှာတယ်ငါသားလေးအိမ်ပေါ်ကဆင်းသွားကြတဲ့ကငါလည်းအရင်မတော်တော့တာပဲကွာဆိုတော့ဟာဗ াড়ি များဖြစ်ကုန်ပါလိမ့်ပေါ့နိအဲ့နဲ့ခမားခမားသားလေးကဘယ်ရောက်သွားတာလဲဘယ်ရောက်သွားတာလဲတော်လည်းစားအရက်ကုန်သွားတာနဲ့ အခုပဲလမ်းထိပ်ကိုအရက်သွားဝဲခိုင်းလိုက်တယ်ကွာ